ဆီးရီးယားနိုင်ငံသည်နှစ်ပေါင်းများစွာပြည်တွင်းစစ်တမ်းကိုခံစားခဲ့ရပြီးနိုင်ငံ၏နိုင်ငံရေးစီးပွားရေးနှင့်လူမှုရေးအခြေအနေများပြိုလဲခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ယခုဆိုရင်လက်ရှိဆီးရီးယားအစိုးရနှင့်ကတ်ကောင်းဆောင်များအကြားသဘောတူညီမှုတရရရှိခဲ့ပြီးဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDS ကိုနိုင်ငံတော်အဖွဲ့အစည်းများနှင့်ပေါင်းစည်းရန်သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့သိရတယ်။ဒီသဘောတူညီချက်ကဆီးရီးယားနိုင်ငံရဲ့အနာဂတ်အတွက်အရေးပါတဲ့အပြောင်းအလဲတစ်ရဖြစ်ပြီးကတ်လူမျိုးတွေကိုဘယ်လိုသဘောတူညီချက်တွေလိုက်ရောပြီးဒီလိုမျိုးပေါင်းစည်းရေးသဘောတူညီမှုကိုရယူ နိုင်ခဲ့လဲဆိုတာကစိတ်ဝင်စားစရာကောင်းပါတယ်ကတ်လူမျိုးတွေရဲ့တမိုင်းကြောင်းကိုအနည်းငယ်ပြောရမယ်ဆိုရင်ကတ်လူမျိုးတွေဟာဆီးရီးယားအပါအဝင်အီရန်အီရတ်တူရကီနဲ့အာမေးနီးယားနိုင်ငံတွေမှာပြန့်နှံ့နေထိုင်တဲ့လူမျိုးစုတစုဖြစ်ပြီးသူတို့မှာတီးခြားယဉ်ကျေးမှုဘာသာစကားနဲ့သူတို့လူမျိုးတွေရဲ့တမိုင်းတွေလည်းရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့တိုင်းရင်းသားလူမျိုးစုတွေလူမျိုးပေါ်ဟာဖစ်အယ်အာဆတ်1980မှာ အာနာသိမ်းပြီးတမရဖြစ်လာကြတဲ့ကဆီးရီးယားမှာအာနာရှင်စနစ်ကိုထူထောင်ခဲ့တာပါသူသားဖြစ်တဲ့ဘရှားအယ်အာဆတ်လက်ထက်မှာလည်းဒီစနစ် ကိုပဲဆက်လက်ကျင့်သုံးခဲ့တဲ့ဒီအာဏာရှင်စနစ်မှာအတိုက်ခံအင်အားစုတိုင်းကိုဖိနှိပ်မှုတွေလုပ်ခဲ့တယ်ကတ်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုဒါမှမဟုတ်ရင်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေကိုအဆက်အစိုးရကအာဏာကိုစိန်ခေါ်မှုတစ်ခုအဖြစ်ရှုမြင်ပြီးအကြမ်းဖက်နိုင်ငံမှုတွေပြုလုပ်ခဲ့ပါတယ်ဥပမာ2004ခုနှစ်ကဆန္ဒပြပွဲတစ်ခုမှာဆိုရင်ကတ်လူမျိုးတွေကိုအကြမ်းဖက်ဖြိုခွဲခဲ့ပြီးလူအများအပြားတည်ဆုံခဲ့ရတာတွေလည်းရှိတယ်ကတ်တွေဟာအဓိကအားဖြင့်ဆီးရီးယားနိုင်ငံရဲ့မြောက်ပိုင်းမှာနေထိုင်ကြတာပါဒီကတ်လူမျိုးစုတွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်တဲ့လူချင်းနဲ့အရေးအယံကို တွေ့တဲ့အခါအာဆတ် အစိုးရကကတ်တွေကိုနှစ်ပေါင်းများစွာကြာအောင်ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တယ်ပြီးတော့အဲ့ဒီအချိန်ကဆီးရီးယားကိုအုပ်ချုပ်တဲ့အာဆတ်ဦးဆောင်တဲ့ပါတီကအာရပ်မျိုးသားရေးဝါဒကိုအခြေခံထားတဲ့အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးခဲ့ကြတယ်ဒီဝါဒအရအာရပ်လူမျိုးစုတွေကိုဦးစားပေးပြီးအာရပ်မဟုတ်တဲ့လူမျိုးစုတွေဥပမာကတ်တွေကိုသူတို့ကခွဲခြားဆက်ဆံမှုတွေလုပ်ခဲ့ကြတယ်ကတ်တွေရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကိုဖိနှိပ်ခဲ့ပြီးဆီးရီးယားရဲ့ဗဟိုချုပ်ကိုင်မှုကိုထိမ့်သိမ်းမှုအတွက်ကတ်တွေကိုအာရပ်လူမျိုးဖြစ်ပေါင်းစည်းဖို့ဆီးရီးယားအစိုးရက အတင်းကြိုးစားခဲ့ကြတယ်အဲ့ဒီအချိန်ကကတ်တွေရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့ကြိုးစားမှုတွေကဗဟိုအစိုးရရဲ့ချုပ်ကန်မှုကိုထိခိုက်နိုင်တယ်ဆိုပြီးအစိုးရကတွက်ခဲ့တာကြောင့်ကတ်တွေကိုဖိနှိပ်ခဲ့ကြတာလည်းဖြစ်တယ်1962ခုနှစ်တုန်းကဆီးရီးယားအစိုးရကလူဦးရေစီးရင်ကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ပြီးဒီစီးရင်ကောက်ယူမှုမှာကတ်လူမျိုးတွေကိုနိုင်ငံသားမှတ်ပုံတင်မရှိတဲ့သူတွေဖြစ်သတ်မှတ်ခဲ့တယ်ဒီလို့ရဲ့ကြောင့်ကတ်လူဦးရေတိမ့်နဲ့ချပြီးနိုင်ငံသားအခွင့်အရေးဆုံးရှုံးခဲ့ရတယ်ကတ်တွေဟာနိုင်ငံသားမှတ်ပုံတင်မရှိတာကြောင့်ပညာသင်ကြားခွင့်တွေကျန်းမာရေးစောင့်ရှောက်မှုတွေအလုပ်က ကင်နယ်ပိုင်ဆိုင်မှုအခွင့်အရေးတွေမရရှိခဲ့ကြပါဘူးအစိုးရကဒီလိုလှုပ်တာဟာကတ်တွေထိန်းချုပ်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်ပြီး RL လူမျိုးကြီးဝါဒကိုအတုံးချခဲ့ကြတာပါကတ်လူမျိုးတွေကဆီးရီးယားရဲ့မြောက်ပိုင်းမှာနေထိုင်ကြတာဖြစ်ပြီးအဲ့ဒီနေရာကတူရကီနဲ့နယ်နိမိတ်ချင်းထိစပ်နေတာပါတူရကီမှာဆိုရင်လည်းကတ်လူမျိုးတွေရှိပြီးတော့တူရကီအစိုးရကလည်းကတ်လူမျိုးတွေကိုဖိနှိပ်တာတွေလုပ်တယ်ဒါကြောင့်ဆီးရီးယားအစိုးရကသူတို့နိုင်ငံတွေကကတ်လူမျိုးတွေကိုတူရကီနိုင်ငံတွေကကတ်လူမျိုးတွေနဲ့ပူးပေါင်းပြီးပုံကန်လာမှာကိုစိုးရိမ်တာကြောင့်လက်အီးမှုရ ယူပြီးဖိနှိပ်မှုတွေအကြီးအကျယ်လုပ်ခဲ့တာလို့လည်းပြောလို့ရပါတယ်ပြီးတော့ကိုက်လူမျိုးတွေနေထိုင်နေတဲ့ဆီးရီးယားမြောက်ပိုင်းကလည်းရေနံရင်းမြစ်တွေပေါ်ကျွယ်ွားတဲ့နေရာလည်းဖြစ်တာကြောင့်ဒီနေရာကိုကတ်တွေထိန်းချုပ်သွားရင်အစိုးရရဲ့စီးပွားရေးအာဏာကိုထိခိုက်နိုင်တယ်လို့လည်းအစိုးရကယူဆခဲ့တယ်။2010ခုနှစ်မှာဆိုရင်ဆီးရီးယားနိုင်ငံမှာ RN တွေဦးတော်လှန်ရေးစတင်ခဲ့ပြီးပြည်တွင်းစစ်တွေဖြစ်ပွားခဲ့တယ်။ကတ်လူမျိုးတွေကသူတို့ရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့ဆိုပြီးလက်နက်ကင်တပ်ဖွဲ့တွေဖွဲ့ခဲ့ကြတယ်။ဒီတပ်ဖွဲ့တွေထဲမှာဆိုရင် Syria Democratic တပ်ဖွဲ့ SDS က ထင်ရှားဆုံးဖြစ်ပြီးအဲ့ဒီအဖွဲ့ကိုအမေရိကန်ကနေ ထောက်ပံ့မှုတွေပေးခဲ့တယ်။နောက်ပိုင်း SDSD စီးရီးယားနိုင်ငံ၏မြောက်ပိုင်းဒေသများကိုထိန်းချုပ်လိုက်ပြီးနိုင်ငံ၏ရေနံနှင့်တဘာဝတံငွေစီမံကိန်းများကိုစီမံခန့်ခွဲမှုတွေလုပ်ခဲ့တယ်။ဒီဒေသတွေကစီးရီးယားနိုင်ငံ၏စီးပွားရေးအတွက်အရေးပါသောနေရာတွေဖြစ်တာကြောင့် SDS ရဲ့ထိန်းချုပ်မှုကအာဆတ်ဥဆောင်တဲ့စီးရီးယားအစိုးရအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့တယ်။2024ဒီဇင်ဘာလထဲမှာတော့စီးရီးယားရဲ့ဒမတ်စကတ်မြို့တော်ကို ADS အဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ပြီးစီးရီးယားသမ္မတကလည်း ရုရှားနိုင်ငံကိုထွက်ပြေးသွားခဲ့တယ်။လက်ရှိအချိန်မှာတော့ ATS ရဲ့ခေါင်းဆောင်အမတ်အရှာယာကစီးရီးယားရဲ့အကူပြောင်းကာလအတွက်တရားဝင်သမရအဖြစ်နဲ့စီးရီးယားကိုဦးဆောင်နေပါတယ်။အခုဆိုရင် ATS ခေါင်းဆောင်ကကတ်လူမျိုးတွေဦးဆောင်တဲ့ SDS အဖွဲ့နဲ့သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးစီးရီးယားနိုင်ငံတော်၏အချုပ်အခြာအာဏာကိုနိုင်ငံတဝန်းလုံးတွင်ပြန်လည်ထူထောင်ရန်ကြိုးစားနေတာကိုတွေ့ရပါတယ်။ဒီသဘောတူစာချုပ်ထဲမှာဘာတွေပါလဲဆိုရင်စီးရီးယားနိုင်ငံကကတ်လူမျိုးများအားတရားဝင်နိုင်ငံသားအဖြစ်အတိမတ်ပြုပြီးနိုင်ငံ၏ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာခွင့်အရေးများကိုရရှိဖို့အာမခံထားပြီးကပ်လူမျိုးတွေရဲ့အခွင့်အရေးတွေရရှိပါမယ်ဆိုပြီးသဘောတူထားတာတွေပါပါတယ်။ကပ်လူမျိုးတွေရဲ့ SDS အဖွဲ့ကလည်းဆီးရီးယားရဲ့မြောက်ပိုင်းဒေသမှာရှိတဲ့နေဆက်ဂိတ်တွေ၊လေဆိပ်တွေ၊ရေနံနဲ့တဘာဝတန်ခွေစီမံကိန်းတွေကိုဆီးရီးယားအစိုးရထံလွှဲပြောင်းပေးဖို့သဘောတူခဲ့ကြပါတယ်။ဒီသဘောတူညီမှုတွေကိုဒီနှစ်မကုန်မီအကောင့်ထဲပို့ဖို့စူးစမ်းသွားမယ်လို့လည်းသိရပါတယ်။ဒီသဘောတူညီချက်တွေကဆီးရီးယားနိုင်ငံရဲ့အနာဂတ်အတွက်အရေးပါတဲ့အပြောင်းအလဲတစ်ရပ်ဖြစ်ပြီးကပ်လူမျိုးတွေရဲ့အခန်းကဏ္ဍကိုလည်းပြန်လည်တက်မှတ်ပေး ေးမိအခွင့်အရေးတရက်ဖြစ်လို့နေပါတယ်။လက်ရှိမှာတော့ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးအမေရိကန်ပြည်ထောင်စုနဲ့အခြားနိုင်ငံတကာဖွဲ့စည်းတွေရဲ့သဘောထားတွေကိုတော့မသိရသေးပါဘူး။ Syria နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုပြန်လည်ထူထောင်နိုင်ရဲ့အတွက်ဒီသဘောတူညီမှုကအရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်တယ်လို့ပြောလို့ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။